ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်၄ကမြေရှားတတ်တုကိစ္စဗျာဒီ၄ခုပဲ training မှာကြံတဲ့တောင်တရုတ်ပင်လယ်အရေးဘာအရေးညာရေးအဲ့ဒါအပိုးဆားလာတွေလက်ရှိအခြေအနေမှာအခုတရုတ်နဲ့ညှိတာဒီ၄ချက်ဗျာဒီ၄ချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်ဒါကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမင်းအောင်လှိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါစကားတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လှိုင်ကိုစစ်စရိတ် ဒီကဘာလုံးဝပတ်ဆက်ကိုလိန်လေယူပြီးပေးရတာကုံသွေးကြီးလမ်းကြောင်းတွေပိတ်သွားပြီကုံသွေးမှုတွေမရှိတော့ဘူးတရားစာတထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်တွေနဲ့ပေါင်းပြီးငွေရှာပြီးတော့မြောက်လန်ပြည်တွင်းစစ်ကိုတိုက်တာဒါကိုခင်ဗျားတို့နားလည်အောင်ပြောရမှာနော်ခင်ဗျားတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခင်ဗျားတို့တကယ်လည်းနိုင်ငံရေးမတက်ဘူးကဲဒီမှာဆက်နားထောင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG အရေးတကြီးလုပ်ရမည့်အစီအစဉ်ကိုဆရာကိုရှယ်လီပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဒီနေ့တော့အားလုံးမင်္ဂလာပါကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးတစ်ခုကချက်ချင်းရောက်လာလို့အာဆီယံအစည်းအဝေးမစခင်မှာလူရုပ်မှာကဘာပတ်ပြီးရုပ်မှန်နေတဲ့တရုတ်တွေအမေရိကန်မှာလည်းအဖန်ခံရတယ်မနေ့ကပဲအဖန်ခံတဲ့တရုတ်အကြောင်းဆိုတော်တော်ထူးဆန်းတယ်အခုတရုတ်ကတော့အမေရိကန်နိုင်ငံနဲ့အပြင်ကမ္ဘာလူကြီးတန်း900လောက်ကိုတည်စီနိုင်တဲ့ ဖက်တမင်ထုတ်လုပ်တဲ့အရေးတွေအဖက်တမင်လုပ်တဲ့ဓာတုပစ္စည်းတွေကိုမက္ကဆီကိုပို့ခဲ့တယ်မက္ကဆီကိုကိုပို့ခဲ့တဲ့အမှုမတိုင်ငယ်အမေရိကန်ကိုလည်းအဲ့လိုပါဆယ်နဲ့ချီကာဂိုအိုဟဲအေယာပေါ့ကနေတွင်းခဲ့တာအဲ့လိုပေါ်တင်မဲ့တွင်းတာနော်အဲ့လိုဟုတ်ပြီအဲ့လိုပေါ်တင်တွင်းလာတဲ့ကောင်က2022ခုနှစ်မှာဖန်ခံရတဲ့ထွက်ပြေးတယ်ထွက်ပြေးပြီးတော့မက္ကဆီကိုရောက်တယ်မက္ကဆီကိုမှာအမေရိကန်အစိုးရရဲ့ဒီပူးပေါင်းဆောင်ရွက်မှု နယ်မက်ဆီကိုအစိုးရဖမ်းတယ်အဲ့ဒီကနေတခါထွက်ပြေးတယ်အဲ့ဒီကနေကျူဘားကိုပြေးတာကျူဘားကနေတခါအခုပြော့အမေရိကန်ကိုပြန်ပို့လိုက်တယ်ဒီသတင်းကိုခဏိအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ဂျီမီတင်ကိုမတော်မတက်ခင်အာဆီယံမီတင်ကိုတော်မတက်ခင်မှာဖြစ်နေတာနောက်တစ်ခုကတော့ဝေါ်မတ်မှာတကဘာလုံးတရုတ်တွေဘလောက်လိန်တယ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်အရန်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တော့အရန်လန့်သွားတယ်ဒါဒီနေ့ဖြစ်တဲ့ပြဿနာဘလို့ဖြစ်လဲဆိုတော့ဝေါ်မတ်မှာရှိတဲ့ gift card တွေကို အဲ့ချိတ်ထားတဲ့ကတ်ဒီအများကြီးကိုအဲ့တရုတ်ကဒီကောယူလိုက်ပြီးတော့သူကအဲ့ဒီ gig cap ဆိုတာ apple gig cap တို့ပေါ့ဗျာအမျိုးမျိုးပေါ့ amazon gig cap တို့အဲ့လိုရှိတယ်အမေရိကန်မှာဒေါ်လာ25ဒေါ်လာ100 200 300 500တထောင်တိရှိတယ်အဲ့လို gig cap တွေကိုဒီကောင်ကယူပြီးတော့ဘာလုပ်လဲဆိုအဲ့တရုတ်ကအင်တာတွေကိုအဲ့ဒီ gig cap တွေနဲ့ဝင်သွားပြီးတော့သူကအဲ့ gig cap ရဲ့ဘားကုတ်တွေကိုသူကအကုန်လုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့သူကပြန်ယူလာပြီးအဲ့ဒီမှာပြန်ချိတ်တယ်ခုနကနေရာမှာသူကပြန်ချိတ်တယ်သူ gig cap လည်းမဝယ်ဘူးဒါပေမဲ့မတင်တာလို့ရဲရစစ်လိုက်တဲ့အခါကျတော့ ဒီကောင်အဲ့ဒီဘားကုတ်တွေမွေရသေးခင်အစ်ချိတ်ထားတဲ့ဂစ်ကတ်ဆိုတာဗျာကျွန်တော်တို့ကဝယ်လိုက်မယ်ဗျာဒေါ်လာ100တန်းဂစ်ကတ်ဝယ်လိုက်ရင်ကျွန်တော်တို့ကငွေရှင်းတဲ့နေရာမှာသွားလိုက်ရင်စကန်ဖတ်လိုက်ရင်အဲ့ဒီဂစ်ကတ်ရဲ့ဘားကုတ်ကအွန်လိုင်းပေါ်မှာသူ့ဟာသူအလိုလိုပွင့်သွားတယ်ပွင့်သွားပြီဒေါ်လာ100ဆိုဒေါ်လာ100တန်းဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုစကန်ဖတ်ပြီးမပွင့်ခင်မှာအဲ့ဒေါ်လာ100တော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါဘယ်နေရာမှာသွားဝယ်လို့မရသေးဘူးကျွန်တော်တို့ငွေရှင်းကောင်တာမှာစကန်ဖတ်ပြီးတော့မှအဲ့စကန်နဲ့ဒီအွန်လိုင်းကနေပြီးတော့ပွင့်လိုက်တော့မှဖွင့်လိုက်တော့မှဟိုတင်းဖြစ်သွားတာအဲ့ဒီကတ်ကတန်ဖိုးဝင်သွားတာ အဲ့တယောက်လောက်ပုံက तू ကအဲ့ဒီကိုက်ကိုကတ်တွေအားလုံး तू ကဘားကုတ်တွေ तू ကဓာတ်ပုံရိုက်ယူထားတယ်အဲ့ဒီကတ်ကိုလူတယောက်ကလာဝယ်လို့ online ပေါ်မှာ scan ဖတ်လိုက်လို့ပွင့်သွားပြီဆိုရင် तू ကအဲ့ဒီဘားကုတ်တွေရထားတဲ့အတွက်အဲ့ဒီကတ်ထဲကပတ်စံကို तू ကအဲ့ဒီဘားကုတ်ကို auto di ဘားကုတ်နဲ့ तू ကဖွင့်ပြီးတော့ software တစ်ခုနဲ့ဖွင့်လို့အဲ့ပတ်စံကိုအကုန်ခိုးတာအဲ့ဒီကောင်ကမက္ကဆီကိုကနေခိုးဝင်လာတဲ့တယောက်ညောဒါဒါဒါတိအမေရိကန်သတင်းသမားတွေမေးကြည့်အဲ့အဲ့ဒီဒါကြီးကတော့လွန်လွန်းနေပြဒီကောင်ကားထဲမှာကြီးပဲအဲ့လိုဘားကုတ်တွေကိုဒီကောင်က တယ်လီဖုန်းထဲမှာတော့မဆန့်တော့လို့ပရင်ထုတ်ထားတဲ့စာရွက်ပေါင်း600ကျော်ရှိတယ်။ကဲဒါဆိုရင်ကျွန်တော်တို့อ่ะဗျာလက်ဆောင်ပေးခြင်းလို့ gift card တစ်ခုခုသွားဝယ်မယ်။သွားဝယ်မယ်ဆိုရင်အဲ့ဒီ gift card ကဒီကောက်ဘာကောက်ဖတ်ထားပြီးသားကျွန်တော်တို့ကပတ်စံဝင်အောင်ဆိုတော့ကောင်တာမှာငွေရှင်းလိုက်တာနဲ့ဒီကောက်ထဲမှာအလတ်သွားပြတယ်ပြတော့အဲ့ဒီငွေကိုဒီကောက်ယူသွားတာဗျာနော်ဒါအခုကျူပါကမူရဆေးဝါအာဒီအာလုတ်တဲ့ drush ဒီဒီလာကြီးကိုတရုတ်ဒီလာကြီးကိုမိတာဗောအမှန်တော့အဲ့ဒါဒီအားလုံးကတရုတ်ဆိုရညင်းတယ်ဗျာဟုတ်တယ်ဗျာညင်းတယ်ဘာကြောင့်ညင်းလဲဆိုအဲ့ဒီပစ္စည်းတွေကဗမာပြည်ကနေတဆင့်လာတာဗျာ နော်ဒီဒီတယောက်ပမာဒီဒီပလဲတဲ့ဆက်တဲ့အီလန်လို့ပါဆိုတကဘာလုံးမူရစီဝါပို့မယ်လမ်းပြကျွန်တော်တော့အဲ့လိုနားလည်နေတာပဲအခုကျွန်တော်ဒီမှာသူဘာပြောလဲဆိုတာအရင်နားထောင်ကြည့်ပေါ့ဗျာ no. uh, was Washington's most wanted Chinese drug lord was finally arrested in Cuba and is now waiting to be extradited to the United States through Mexico. The U.S. government is accusing him of supplying fentanyl to the two biggest Mexican cartels and building a multi continental criminal network whose operations spread across America. The Chinese. <laughs> ခန့်ထင်တဲ့ criminal networks The the network ဆိုအရင်ကြီးတယ်တတိုင်းနဲ့တတိုင်းကိုကူးပြီးတော့ရာဇဝတ်မှုလုပ်တာကိုပြောတာနော် Michael Broker's name is Zhang Dongji, also known as Brother Wang. He was born in Beijing. U.S. authorities say Zhang had built a massive narco traffic network, which directly supplies to two Mexican cartels for nearly a decade. The Trump administration designated the two cartels as terrorist groups earlier this year. The U.S. government says Zhang's operatives are scattered across states like California, Georgia, as well as Latin America, Europe, and Asia. This way, Zhang's organization smuggled nearly 4,000 pounds of fentanyl and over 2,000 pounds of cocaine from Mexico into the U.S. Such a massive amount of fentanyl can kill approximately 900 million people, almost triple the U.S. population. America machine de lu u ye the, no 30 lao phit de lu ye tan 900 lao go te si nai lao de mu ye sei wa de go po ke da de. No a ri mu ye sei wa de ya ho to lo ga bya 2000 ne 20 ne 2 khu ne akong kan ni le ma. ဒီဟိုတဲ့စစ်တပ်ကမွေးထားတဲ့ပြည်သူစစ်တွေကိုခိုင်အနောက်မှာမူရဲဆေးဝါးအကြီးကျယ်ချက်တယ်အခုအကြီးကျယ်ချက်နေတဲ့အဖွဲ့ကတကောင်လည်းပြေးနေတယ်သူတို့က3 brother လို့ခေါ်တယ်အဲ့ဒါလဲဗမာပြည်ထဲမှာအဲ့3 brother group ကနော်ဒါအကိုဘာဖြစ်လို့မြန်မာနိုင်ငံကြီးတမားတွေအကုန်လုံးပူးပေါင်းဆောင်ရွက်ပြီးဒါမြန်မာပြည်စစ်တပ်တွေပြည်သူစစ်တွေတိုင်းရင်းသားလက်နက်ကိုင်အချို့တွေမပါဘဲနဲ့ကဘာကြီးကိုဒီလိုလှုပ်လို့မရဘူးဗျအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖော်ထုတ်ပြီးတော့မမှန်ကန်ကန်တတ်တတ်ရှင်းရှင်းနိုင်ငံတစ်ခုဖြစ်အောင်လုပ်ကြရင်မကောင်းဘူးလားဗျာဒီလိုစဉ်းစားဖို့ဗျာ အန်ယူဂျီကသူများလေတံပြည့်ရင်သူလေတံလိုက်ပြည့်နေတယ်ဗျရှင်းရှင်းပြောရင်တော့ထမြက်ခဲပြလိုက်တဲ့အချိန်မှာလိုက်ဟတ်တဲ့ခွေးတစ်ကောင်နဲ့တူးနေတယ်အန်ယူဂျီမြေရှားကိစ္စလည်းကျွန်တော်ပြောခဲ့တာပထမဆုံးနော်ပြီးတော့ဒီကောင်တွေအပြောက်သွားပြန်ပြီအတန်တကယ်လည်းဘာမှမသိဘူးဗျအမှန်တော့ဘာလို့အလူခံတယ်ကဘာပတ်တယ်ဇိမ်ခံတယ်အိမ်ဝဲတယ်ချမ်းဝဲတယ်ဆိုင်ဆောက်တယ်ဗမာပြည်ထဲမှာကလေးတွေကိုမြှောက်ပေးတယ်လက်ပြတ်တယ်ခြေတက်တယ်မျက်လုံးကန်းတယ်ဒုက္ခိတရောက်တယ်ကြေးရွာတွေမိလောင်တယ်နော်လူသိမ်းပေါင်းမြောက်များစွာအကုန်လုံးအိုးမဲ့အိမ်မဲ့ဖြစ်တယ်အဲ့ဒီအပေါ်မှာအလူထက်ခံတယ်လက်ညှိုးထိုးပြတယ်စားတယ် ဒါကြီးကမှားနေတယ်ဖြစ်နေတဲ့အခုပြက်တနာကတရုတ်ကမူရစ်ဆေးဝါးနဲ့ပတ်သက်ရင်အကုန်ငင်းတာတယ်အခုတရုတ်နဲ့အမေရိကန်နဲ့ညှိနေတဲ့ကိစ္စခင်ဗျားတို့ကျွန်တော်ပြောပြမယ်၄ချက်တောင်ရှိတယ်အဲ့ဒီ၄ချက်ကိုဆွေးနွေးမှာနံပါတ်၁ကခင်ဗျားတို့ကျွန်တော်ပြောပြမယ်မူရစ်ဆေးဝါးနော်အဲ့ဒီတည်င်းရှိတယ်ကျွန်တော်မှာကျွန်တော်တိတိကျကျပြောနိုင်တယ်နော်နံပါတ်၁ကဟိုလောင်းကစားအခုအခု online scan နော်နံမြန်မာစစ်တပ်ကျင်းပမိရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်တသားညင်းပယ်ရန်ပြည်တွင်းပြည်ပအရက်ဖက်အဖွဲ့၃ရ၈ခုကတောင်းဆို မြန်မာစစ်တပ်ကလာမည့်ဒီဇင်ဘာလတွင်စတင်ကျင်းပမည့်ရွေးကောက်ပွဲကိုအာဆီယံကပြည်ပြတ်တသားညှင်းပယ်ရန်ပြည်တွင်းပြည်ပအရက်ဖက်အဖွဲ38ခုကတောင်းဆိုလိုက်ပြီးအာဆီယံနိုင်ငံများမှအရက်ဖက်အဖွဲ့စည်းများနှင့်နိုင်ငံတကာအဖွဲ့များကယမန်နေ့ထိုးထိုးတောင်းဆိုလိုက်ကြခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့တိုက်ရိုက် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းမြန်မာစစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲကိုပြပြတသားထင်ထင်ရှားရှားတိတိပပညင်းပယ်ပါလိလစောင့်ကြည့်ရဲ့အဖွဲ့တွေပြပို့တာဒါမှမဟုတ်နီး ပညာပိုင်းနိုင်ငံရေးအထောက်ပံ့ပေးတာတွေအားလုံးကိုငြင်းဆိုပါဟုပြည်တွင်းပြည်ပအရက်ဖက်အဖွဲ့များဤတောင်းဆိုချက်တွင်ရေးသားထားသည်အာဆီယံခေါင်းဆောင်များအနေဖြင့်မြန်မာပြည်သူလူထုနှင့်အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်များအပေါ်တန်တူညီညွတ်စွာတွေးစည်းညီညွတ်စွာယက်တီထောက်ခံမှုပြသပေးရန်အာဆီယံခေါင်းဆောင်များအနေဖြင့်ထိုးထိုးလှုပ်ဆောင်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားများကိုတစ္ဆာဖောက်ခြင်းဖြစ်ပြီးအာဆီယံဒေတာအရက်ဖက်အဖွဲ့အစည်းများမှလည်းယုံကြည်မှုနှဲတော်မည်ဖြစ်ကြောင်းထောက်ပြထားသည် 2025ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမည့်စစ်ကောင်စီ၏ရွေးကောက်ပွဲသည်အကြမ်းဖက်အုပ်ချုပ်မှုအတွက်တရားဝင်မှုရရှိစေရန်လှည့်စားထားသောပြည်ရတစ်ခုသာဖြစ်ကြောင်းလည်းပြောသည့်စစ်မှန်သောရွေးကောက်ပွဲတစ်ခုသည်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများနှင့်ဖိနှိပ်မှုများကြားတွင်ကျင်းပ၍မရကြောင်းနှင့်စစ်ကောင်စီသည်အရက်သား9300ကျော်ကိုတပ်ဖြတ်ခဲ့ပြီး29000ကျော်ကိုမတရားဖမ်းဆီးခဲ့ကာပြည်သူ3.5တန်းကျော်မှာအိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟုဆိုသည် ကုလသမဂအထူးကိုယ်စားလှယ်မှဖော်ပြခဲ့သည့်အတိုင်းရွေးကောက်ပွဲသည်ရွေးကောက်ပွဲမဟုတ်ဘဲလိမ်လည်မှုဖြစ်ကြောင်းနှင့်အမှန်တကယ်တွင်အာဆီယံဘုံသဘောတူညီချက်၅ရပ်နှင့်လည်းတက်ဆိုင်ခြင်းမရှိဘဲတွေ့ဖယ်နေကြောင်းထောက်ပြထားသည့်ဘတ်တော့အကောက်ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်၄ကမြေရှားတတ်တူကိစ္စဗျဒီ၄ကိဘူပဲ train မှာကြံတဲ့တောင်တရုတ်ပင်လယ်အရေးပါအရေးညာရေးအဲ့ဒါအပေါ်ဆလာတွေလက်ရှိအခြေအနေမှာအခုတရုတ်နဲ့ညှိတာဒီ၄ချက်ဗျဒီ၄ချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ် ဒါကျွန်တော်ဖွင့်ဖွင့်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမင်းအောင်လှိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါဆာကတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လှိုင်ကိုစစ်စရိတ်တကဘာလုံးဝပတ်စံကိုလိန်လေယူပြီးပေးရတာကုံသွေးလမ်းကြောင်းတွေပိတ်သွားပြီးကုံသွေးမှုတွေမရှိတော့ဘူးတရံဇာတထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီးဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်နေနဲ့ပေါင်းပြီးငွေရှာပြီးတော့မင်းအောင်လှိုင်ကပြည်တွင်းစစ်ကိုတိုက်တာဒါကိုခင်ဗျားတို့နားလည်အောင်ပြောရမှာ No? The Trump administration has doubled down its pressure on Beijing to stop fueling the opioid crisis, especially fentanyl, and even slapped 20% tariffs on Chinese goods as punishment. But despite the tariff in place, U.S. federal agencies last month intercepted 1,300 barrels of precursor. No. အဲ့ဒါခဏသွားကြည့်လိုက်ဗမာပြည်ထွက်လာတာအဲ့ဒါလေတရုတ်ကကားကြီးကားငယ်တွေနဲ့ဗမာစိတ်ကန်းကိုပို့တယ်ဗမာစိတ်ကန်းကနေပြန်ထွက်တာဗျနော်ဒါတရုတ်ပြည်ကနေဓာတ်ရိုက်ထွက်တဲ့ဥစ္စာနဲတယ်ဗျ Pickles shipped from China before they could poison Americans. These 1,300 barrels were shipped from Shanghai, China to Mexico. သူတို့ကတော့အဲ့ဒီမှာရှိတဲ့ကွန်တိန်နာကိုကြည့်ပြီးပြောတာ။ဒါပေမဲ့အဲ့ဒီကွန်တိန်နာတွေကဗမာပြည်ကသွားတာဗျ။ဒီဥစ္စာတရုတ်ပြည်စီမံသူတို့သိတယ်။ဒါပေမဲ့ဗမာပြည်ကနေတဆင့် အဲ့ဒီလိုမူရဲ့ဆေးဝါးတွေထွက်နေတယ်ဆိုတာကဘာကအဲ့ဒါကိုတိတိကျကျတိအောင်လိုက်ရမှာဗျဒီပမာစစ်တပ်ကအဲ့ဒီကလည်းပတ်စံရနေတာခမတီဓာစာကတို့ဒီဒီတရုတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံလမ်းဘေးကွန်းရဆိုင်မှာတော့ဗျာမူရဲ့ဆေးဝါးဝယ်လို့ရတာအဲ့ဒါကိုပြဿနာဖြစ်လိုက်ဘယ်တိုင်းရင်သားတို့ဟိုလက်နက်ကင်ဘသူတို့ပြီးတဲ့ခါကျတော့အာရခတက်တော်တို့လိုက်ထိုးချနေတာလက်ရှိမြန်မာနိုင်ငံရဲ့ကွန်းရဆိုင်မှာကိုမူရဲ့ဆေးဝါးဝယ်လို့ရတယ်ကျော်ညိုးမင်းတော်ပြောတယ်လေသူတို့လူပဲ happy water အဲ့မသူတော်သက်တော့တာတဲ့နေပြီးတော့မှာကဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာ ဒါကိုဖော်ထုတ်ရမှာလူရေတန်း900လောက်ကိုခမတခြားတဲ့သေးစေနိုင်တဲ့ဥစ္စာကိုမဖော်ထုတ်ပဲနဲ့ဟာခမတို့တခါလာလဲအချားကလောင်နေနဲ့အဲ့ဒီမောင်တော်ကဥစ္စာတွေနဲ့ပဲခမတို့တိုင်ပတ်နေတယ်ဂူလာတမကမှလည်းအဲ့ဒီ NUG ကဆဲမိတော့မယ်ဗျာကျွန်တော်ကလည်းပွန့်ပွန့်လင်းလင်းပြောရတယ်တပြည်လုံးဖြစ်နေတဲ့ပြဿနာကိုမပြောဘဲနဲ့အဲ့ဒီမောင်တော်ကအချားကလောင်နေနော်မြောက်ပေးလိုက်တဲ့ကိစ္စပဲပြောတယ်ဗျာကျွန်တော်တို့တတိုင်းပြည်လုံးမြေလောင်ပြကြနေတဲ့ကိစ္စတွေမပြောဘူးဗျာနော်ယုံဖို့တော်တော်ကောင်းတယ်ဒါကြောင့်အချားကလောင်နဲ့ NUG ကတပွဲတယ်ဗျာနားထောင်ကြည့်ဦး intercepted these precursors on the high seas, and now the Sinaloa cartel will not be able to use them to make methamphetamines. ဒီလောက်များတဲ့1300ဘာရယ်ကြီးကိုနော်ခင်ဗျအဲ့စီအဲစီပေါင်းကြောင့်များဆိုအဲ့မက္ဆီကိုမှာမိတာနော်မက္ဆီကိုအစိုးရပူးပေါင်းဆောင်ရွက်လို့နောက်မဟုတ်ဆိုလူရေတန်း900တိမ်ပါဗျ NUG ဒါတွေလောက်ပါလားခွေးမဩငါဆဲတော့မယ်ကွာအားနာပါတယ် 好比别的老外，真哦，真哦，一日啥哩嘛哩，不过都讲不喜欢呢，那江拍东江拍的呢，啊，路看啥，林啥的嘞，哈哩，真真难呀，真哦，越南边少拍的嘞，嘛偏爱越南，真哦，澳门的垃圾，阿拉要真哦，多多阿哥离三米越南边，把台湾看不台湾住嘛，不两岸不喜欢呢，南疆一路的都要，南疆一路偷看的都要，澳门啥哩边，随便播多多搞呢。 whenever there is an effort on the part of foreign terrorist organizations to create drugs that are killing Americans, we will seize them, whether it's on the high. Okay, the champion was drugs, baby. American is the champion. Or whether it's in the country or a foreign country. American and Emily baby. Down story, the drug trafficking business is only half of his business model. As တရုတ်ကသူ့ရဲ့ business ထဲမှာတဲ့မူရဲ့ဈေးဝါနဲ့မဟုတ်မဟလောက်တာတရုတ်နိုင်ငံတစ်ခုလုံးရဲ့စီးပွားထောက်ဝက်လောက်ကိုလုံနေတဲ့သဘောတဲ့တရုတ်ဆိုရမပါပဲလုံလို့မရဘူးဗျဒါဒီအလုံးဟာဒါတွေကိုပြပတ်သားသားနဲ့ဗမာတနိုင်ငံလုံးပြုပြင်ပြောင်းလဲခြင်းတဲ့သူတွေဒီလိုအောက်တန်းစားစစ်တပ်တွေစစ်အရာရှိတွေအဲ့ဒီတရုတ်မူရဲ့ယာစာတွေအဲ့ဒီလိုကောင်တွေကိုဖော်ထုတ်ပြီးကမ္ဘာအရှိမချပြဖို့မလုပ်ပဲနဲ့ဗျာအားနေမောင်တော်ပဲအဲ့ဒီအန်ယူဂျီတစ်ဖွဲ့လုံးမောင်တော်ပြောင်းမလာလို့ဟုတ်ပြီဗျာ